ျွန်တော်တို့အာဆီယံ10နိုင်ငံထဲမှာငွေဆန်နိုင်ငံထဲမှာကျွန်တော်တို့ကပါကက်ပီတယ်အင်ကမ်တူချင်းဝင်ငွေကကျွန်တော်တို့မြန်မာနိုင်ငံအနှိမ့်ဆုံးဖြစ်နေတယ်နော်အရင်တော့ကျွန်တော်တို့လောတို့ကမ္ဘောဒီးယားတို့ကျွန်တော်တို့အောက်မှာရှိတယ်လေခုကကျွန်တော်တို့ကသူတို့အောက်ရောက်သွားပြီလေပါကက်ပီတယ်အင်ကမ်မှာတူချင်းဝင်ငွေမှာအဲ့တော့ကျွန်တော်တို့ကအရန်ခန်းစားရတယ်လေခန်းစားရတယ်ဒီတိုင်းပြည်ကြီးပွားတိုးတက်စေချင်တယ်ကျွန်တော်တို့နိုင်ငံကဗျာပထွေနေသားရတဘာဝအရင်အမြတ် အရာအများကြီးရှိတယ်ဧသားနဲ့ကျွန်တော်တို့ကဘာဖြစ်လို့ဒီလိုဒုက္ခဒုက္ခတွေဆင်းရဲတွေပြည်သူတွေအရင်ဒုက္ခရောက်နေတာအဲ့ဒါအတွက်ကျွန်တော်တို့မဖြစ်စေချင်တော့ဘူးလောနိုင်ငံဆိုတာကကျွန်တော်တို့ရှမ်းနဲ့အရင်တူတယ်သူတို့စကားနဲ့ကျွန်တော်ရှမ်းစကားလည်း80ရာခိုင်နှုန်းတူတယ်နော်အမျိုးသူအတူပဲတကယ်ပြောမယ်ဆိုလို့ရှိရင်ရှမ်းနဲ့အရှမ်းနဲ့လောက်ဆိုတာရှမ်းလောက်ထိုက်အတူပဲနော်အဲ့တော့သူတို့နိုင်ငံကုန်းပိတ်နိုင်ငံတော့မှဖွံ့ဖြိုးလုံးနေတယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံအကြီးကြီးဗျ။ဒါပေမဲ့ကျွန်တော်နိုင်ငံကအင်္ဂလန်နဲ့ကြီးတယ်နော်။ဒါကပြောမယ်ဆိုလို့ရှိရင်ကြီးကြီး။ဩဇာတန်ဆာသမျိုးစုံ။ဒါပဲပြောနေကြတာ။တိုင်းသားအဲ့များတယ်ပါ135မျိုးတကယ်တမ်းကျတော့135မျိုးမရှိဘူးပြန်ပြင်ရမယ်အဲ့ဒါလည်းပဲညီလာခံမှာပြန်ပြောမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Swap Media ကစီစဉ်တင်ဆက်တဲ့ရုပ်ောက်ပွဲဝင်သူတို့ရဲ့အတန်အစီအစဉ်ကနေပြန်လည်နှုတ်ခွန်းဆက်လိုက်ပါတယ်ဒီစီစဉ်ကတော့ ။မကြာခင်ချင်းပါတော့မယ်ထွေထွေရေကောက်ပွဲမှာပါဝင်ရှင်ပြန်ရမယ်ကိုစလေလောင်းတို့ရဲ့အတွေးခေါ်သတင်းစကားယူဆချက်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။ဒီစီဇန်မှာပါဝင်မှုအတွက်တော့ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီရဲ့ဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ဆိုင်မင်္ဂလာပါခင်ဗျမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်တို့ဒီမှာပေါ့လေဥက္ကဋ္ဌကြီးအနေနဲ့ခုဒီမှာလဲ ထူထူရောက်ပွဲဝင်ပြိုင်မှာဆိုတော့ဘယ်လွတ်တော်အတွက်ဘယ်မဲဆန္ဒနေရနေဝင်ပြိုင်မယ်ဆိုတာလေးသိချင်ပါတယ်ခင်ဗျာအဲကျွန်တော်ကအမျိုးသားလွတ်တော်မှာဝင်ပြိုင်ပါမယ်ဟိုမဲဆန္ဒနေရပကူဟိုစားပေါ့မဲဆန္ဒနေနစ်ခေါ်တာပေါ့နော်ဟုတ်ကဲ့အခုအရှိချမ်း14မြို့နယ်နဲ့ဆိုင်တာပေါ့နော်အဲ့ဒီမှာဝင်ပြိုင်ပါမယ်ခင်ဗျာဟုတ်ကဲ့ဘယ်လိုပဲပြောပြောပေါ့ဒီကျွန်တော်တို့အထူးထူရောက်ပွဲဆိုတာကျွန်တော်တို့ဒီမိုကရက်တိုက်ဇေးရှင်းပေါ့ဒီမိုကရေစီလမ်းကြောင်းရှောက်လမ်းတဲ့အခါမှာမဖြစ်မနေလိုအပ်ပြီးတော့ ဗက်ရှင်တွေလည်းဖြတ်ကျော်ရပါတယ်အခုလို intake အားတွေပါဝင်လာတဲ့အခါမှာဒီဆရာကြီးတို့လိုဝင်ရောက်ရှင်ပြိုင်မဲ့သူတွေအနေနဲ့မေဆနာရှင်ပြူတွေအတွက်ဘလို့သတင်းစကားမျိုးလေးတွေပေးခြင်းတယ်လဲအဲ့ဒါလေးလည်းသိပါရစေခင်ဗျာအဲကျွန်တော်ပရမအဆုံးဂျန်နေတင်ပြခြင်းတာပေါ့နော်ကျွန်တော်တို့ရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီချပြူပါတီဆိုတာအရင်တုန်းကတော့ကျွန်တော်တို့ရှမ်းပြည်နယ်မှာပဲ2010မှာဝင်ရောက်ရှင်ပြိုင်တာပေါ့နော်အဲ့ဒီတုန်းကကျွန်တော်တို့က58နေရာနဲ့နိုင်ခဲ့တယ် ဝန်ကြီး6ယောက်ရခဲ့တာပေါ့နော်6ခိုင်းအချင်းခံရတာပေါ့ခုဒီနောက်ပိုင်းကျွန်တော်တို့25ဒီလာမယ့်ရွက်ကပွဲမှာကျွန်တော်တို့ပါတီဒီနေနဲ့ဒီရှမ်းပြည်နယ်ကချင်ပြည်နယ်မှာဝင်ရောက်ရှင်ပြိုင်မှာမဟုတ်ပဲနဲ့ကျွန်တော်တို့တပီလုံးဝင်ရောက်ရှင်ပြိုင်မှာပါဘာဖြစ်လို့ကျွန်တော်တို့တပီလုံးရှင်ပြိုင်မယ်လဲဆိုတော့တိုင်းပြည်ကိုပြောင်းလဲနေအောင်လုပ်ဖို့ဆိုလို့ရှင်ကျွန်တော်တို့ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်နှစ်ခုထမ်းနဲ့မဖြစ်ပါဘူး တနင်္ဂနွေလုံးဝင်ရောက်ရှင်းပြမှာအောင်မြင်နေမှာပါကျွန်တော်တိုင်းပြည်အပြောင်းလဲဖြစ်အောင်ကျွန်တော်လှုပ်ဆောင်နေမှာပါကျွန်တော်တို့ပါတီကဝင်ရောက်ရှင်းပြမဲ့ဟိုပါပေါ့နော်တိုင်းဒေသကြီးပြည်နယ်ကိုကျွန်တော်နည်းနည်းအစဉ်ခံတင်ပြပြစေတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာကျွန်တော်အောက်ပိုင်းကနေစရည်မယ်ဆိုလို့ရှိရင်ကျွန်တော်မွန်ပြည်နယ်မှာဝင်ပြောက်ရှင်းပြမယ်ပြီးတော့ကရင်ပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနောက်တစ်ခါနေပြီးတော့ မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ပြီးတော့ရှမ်းပြည်နယ်ပေါ့အားလုံးဝင်ရောက်ရှင်းပြမှာပါခင်ဗျအားလုံးကျွန်တော်တို့လွတ်တော်ကိုယ်စလဲကအားလုံးပေါင်းကပြည်သူလွတ်တော်က150နဲ့8ဦးပါ158ဒီအမျိုးသားလွတ်တော်က83ဦးပါပြည်တိုင်းနယ်ပြည်နယ်ကြတော့339ပါဒီတိုင်းသားရဲဝန်ကြီးအနေနဲ့10ဦးဝင်ရောက်ရှင်းပြမှာမယ် စုစုပေါင်းဆိုလို့ရှိရင်986ပါเนาะ986ဝင်ရောက်ရှင်းပြန်တော့မှာပါခင်ဗျဟုတ်ကဲ့အဲ့တော့ဘယ်လိုပဲပြောပြောပေါ့တနိုင်ငံလုံးကိုလွှမ်းခြုံပြီးရှင်းပြန်တဲ့ပါတီနေနဲ့ဒီဆရာကြီးတို့ဘက်ကတော်တော်လေးပြင်ဆင်ထားတယ်လို့ပဲကျွန်တော်တို့ထင်မြင်ယူဆမိပါတယ်အဲ့တော့ဘယ်လိုပဲပြောပြောဒီလောက်ကိုယ်စလေလောင်းအများကြီးနဲ့အင်ပြအပြဝင်ရောက်ရှင်းပြန်တဲ့အခါကျတော့ဒီလွတ်တော်မှာ ဟောခုနပြောရုပ်ောက်ပွဲပြီးသွားလို့ရွေးချယ်ခံရလို့လွတ်တော်မှာဝင်ရောက်တာဝန်ယူရတော့မယ်ဥပဒေတွေပြင်ဆင်ရတော့မယ်ထည့်သွင်းရတော့မယ်ပြဋ္ဌာန်းရတော့မယ်ဒါမှမဟုတ်လွတ်တော်ကိုစားပြုကော်မတီတွေမှာဝင်ရောက်တာဝန်ထမ်းဆောင်တဲ့အခါမှာဘယ်လိုမျိုးကိစ္စရပ်တွေကိုစပြီးတော့လှုပ်ဆောင်မယ်ဘယ်လိုမျိုးဥပဒေတွေကိုပြဋ္ဌာန်းမယ်ဆိုတာမျိုးကစီစဉ်ထားတာရှိရင်သိချင်ပါတယ်ခင်ဗျအဲကျွန်တော်တို့ပါတီရဲ့မူဝါဒ policy ကိုကငြိမ်းချမ်းရေးငြိမ်းချမ်းမှကျွန်တော်တို့ကတိုင်းပြည်ဖွံ့ဖြိုးအောင်ကျွန်တော်တို့လုပ်လို့ရမယ်တိုင်းပြည်ငြိမ်းချမ်းမှစီးပွားရေးလုပ်လို့ရမယ်ကြီးပွားတိုးတက်အောင်လုပ်လို့ရမယ် ညာရေးလူမှုရေးအားလုံးလုပ်လို့ရမယ်လေအဲ့တော့ကျွန်တော်တို့ကဘာဖြစ်လို့ကျွန်တော်တို့ငင်းချမ်းရေးကိုအတိတ်ကထားလဲဆိုတော့ကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံဟာလွတ်လပ်ရေးရပြီးကြတဲ့ကဒီတိုင်းသားညီကိုချင်းချင်းလက်နက်ကင် ပြိပတ်ခရယ်ဖြစ်လာတဲ့နေပေါင်း80နေပါလောက်ရှိပြီဒီတိုင်းရင်းသားအတိုင်းမှာနော်တိုင်းရင်းသားအတိုင်းမှာဒီလက်နက်ကင်ဟိုပေါ့အဖွဲ့အစည်းတွေရှိနေပေါ့အရင်တော့တိုင်းရင်းသားတွေပေါ်မှာပဲရှိတယ်ခုဆိုလို့ရှိရင်ဒီမြေပြတ်မှာ စကိုင်းတိုင်းတို့မကွေးတိုင်းတို့တိုင်းဒေသကြီးအတိအသင်းပြောလို့ရတယ်အနေနဲ့များဒီလက်နက်ကင်ပရိဘက်ကတည်းဖြစ်နေတယ်အဲ့ဒီလက်နက်ကင်ပရိဘက်ကတည်းဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာအရန်ခက်ခဲမှာနော်စီဘော်ရေးလူမှုရေးလောက်ရအဲ့ဒါမလွဲပါဘူးခုဒီလိုလက်နက်ကင်ပရိဘက်ကဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒီစစ်ရှောင်းဟောဟောပါလူတွေက တိုင်းသားတွေကနော်ပြည်သူတွေကအများကြီးစစ်ရှောင်ရတယ်ခုကျွန်တော်တို့ရန်ကုန်တို့မန္တလေးတို့တောင်ကြီးတို့မှာဆိုလဲစစ်ရှောင်တွေအများကြီးရှိတယ်ဗျနော်ကျွန်တော်တို့ပါတီအနေနဲ့ငြိမ်းချမ်းမှဖြစ်မယ်မငြိမ်းချမ်းလို့မဖြစ်တော့ဘူးကျွန်တော်တို့ဒီတိုင်းသားအညီကိုချင်းချင်းတိုက်ခိုက်တက်ဖြတ်နေကြတာရပ်ဖို့တင့်ပြီးဘသူမှလည်းမဟုတ်ကျွန်တော်တိုင်းသားညီကိုချင်းချင်းဒါပြည်ထောင်စုထဲမှာအတူတကနေထိုင်လာခဲ့တဲ့ ဟိုကျွန်တော်တို့ညီကိုတွေလေတကယ်လို့ကျွန်တော်တို့ကရွေးကောက်ပွဲမှာနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ငင်းချမ်းရုပ်အဓိကကျွန်တော်လုပ်မယ်နော်ငင်းချမ်းရေးလုပ်မယ်ဒါပေမဲ့ငင်းချမ်းရေးတခုတည်းမဟုတ်ငင်းချမ်းရေးရဖို့တပြိုင်နက်တည်းစ조사တဲ့ခါမှာတိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အရေးကြီးတယ်ခုကျွန်တော်တို့ပြည်သူလူထုကတောင်းတလဲတမားအလုတ်တမားအခြေခံလူတန်းစားဟိုလူလက်တန်းစားတွေကအစတကယ်တမ်းကျတော့စီးပွားကြီးကတလောက်အဆင်မပြေဘူးနော်အဆင်မပြေတဲ့တော့ကြောင့်မလို့တဲ့ ခိုးဆွလူနိုင်တယ်အများကြီးဖြစ်ပေါ်နေတယ်နေ့စဉ်နဲ့များကြားနေရတယ်တွေ့နေရတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကငြင်းချမ်းရမယ်စီးပွားတိုးတက်အောင်ကျွန်တော်တို့ကစ조사ချင်တယ်တကယ်လို့ပြည်သူကတာဝန်ပေးမယ်ကျွန်တော်တို့ကိုလွတ်တော်ရောက်အောင်ဟိုဒီမဲပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလွတ်တော်ထဲလဲရောက်သွားနိုင်တယ်အစိုးရအဖွဲ့ထဲလဲလုတ်တော်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြည်သူ့အထက်ပဲပြည်သူ့အတွက်ပဲကျွန်တော်စဉ်းစားထားတယ်ဘာလို့လဲငြင်းချမ်းရောက်လို့မယ်ပြည်သူအားလုံး ကြီးပွားတိုးတက်ချမ်းသာအောင်ကျွန်တော်လုပ်ဖို့ရည်မှန်းထားပါတယ်။ဘာလို့ဆိုကျွန်တော်တို့ကကြိလိုက်တဲ့အခါမှာကျွန်တော်အာဆီယံဒီဆယ်နိုင်ငံခုတော့ဆယ်တနေငံပေါ့နော်။ဆယ်တနေငံထဲမှာကျွန်တော်တို့ဟိုဟာပေါ့လေတီမိုလစ်ဆက်ထားပါတော့သူကနိုင်ငံတည်တည်လေးတွေကျွန်တော်တို့အာဆီယံဆယ်နိုင်ငံထဲမှာငကိုဆယ်နိုင်ငံထဲမှာကျွန်တော်တို့ကပါကက်ပီတယ်အင်ကမ်တူချင်းဝင်ငွေကကျွန်တော်တို့မြန်မာနိုင်ငံအနှိမ့်ဆုံးဖြစ်နေတယ်နော်။အရင်တော့ကျွန်တော်တို့လောတို့ကမ္ဘောဒီးယားတို့ကျွန်တော်တို့အောက်မှာရှိတယ်လေ။ ခုကကျွန်တော်တို့ကသူတို့အောက်ရောက်သွားပြီလေ back capital income မှာတဝချင်းဝင်ငွေမှာအဲ့တော့ကျွန်တော်တို့ကအရန်ခန်းစားရတယ်လေခန်းစားရတယ်ဒီတိုင်းပြည်ကြီးပွားတိုးတက်စေချင်တယ်ကျွန်တော်တို့နိုင်ငံကဗျာပထွေနေသားရတဘာဝအရင်အမြတ်အရအများကြီးရှိတယ်ဧသားနဲ့ကျွန်တော်တို့ကဘာဖြစ်လို့ဒီလိုဒုက္ခဒုက္ခတွေဆင်းရဲတွေပြည်သူတွေအရန်ဒုက္ခရောက်နေတာအဲ့ဒါတော့ကျွန်တော်တို့ကမဖြစ်စေချင်တော့ဘူးကျွန်တော်တို့ပါတီကတကယ်ပြည်သူအကျိုးကို လုတ်ချင်တဲ့ပါတီကြီးတစ်ခုပါလို့ကျွန်တော်တင်းစကားပေးချင်ပါတယ်ခဗျာဟုတ်ကဲ့တော်တော်လေးလည်းဆိုင်ဟိုပေါ့ပြင်ရှင်းပြောက်သွားတာတော်တော်လေးလည်းပြည့်စုံပါတယ်ပေါ့လေအဲ့တော့ဒါဘယ်လိုပဲပြောဆိုင်တို့အနေနဲ့ဒီပါတီကြီးတစ်ခုအနေနဲ့တနိုင်ငံလုံးလက်နှောင်းချုံရှင်ပြိုင်နေရွေးကောက်ပွဲကနေဖြတ်တန်းပြီးတော့မှလည်းကိုလုတ်ချင်တဲ့ကိစ္စရပ်တွေပြင်းပြအောင်လုပ်နိုင်မယ်ဆိုတာဒါခံယူထားတာပေါ့ဒါပေမဲ့လည်းတစ်ချိန်တည်းမှာပဲကျွန်တော်တို့ကဘာတွေကြုံရလဲဆိုတော့ဒီရွေးကောက်ပွဲဟာတော့အာဘယ်လိုခေါ်မလဲဆိုတော့ဒီရွေးကောက်ပွဲကိုမယုံကြည်ဘူး မဖြစ်သင့်ဘူးရွေးကောက်ပွဲမှာမဲမပေးခြင်းဘူးအာရွေးကောက်ပွဲနဲ့ပတ်သက်လို့ဒီပေါ့အစိုးမြင်အတွေးတွေနောက်အစိုးမြင်ပြောစကားတွေတော်တော်များများလဲဒီမီဒီယာတော်တော်များများတွေအွန်လိုင်းတွေမှာပေါ့လေပြန့်နှံ့နေတာလဲကျွန်တော်တို့တွေ့ပါတယ်အဲ့တော့အဲ့လိုမျိုးရွေးကောက်ပွဲကိုမဖြတ်သန်းမင်းနဲ့အဲ့လိုရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်လို့ကောကျွန်တော်တို့ကရလတ်လေးတစ်ခုထွက်တာမျိုးဖြစ်နိုင်ပါမလားဒါမှမဟုတ်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်နေတာကောအလုပ်ဖြစ်ဖို့ရှိနိုင်ပါမလားဒါတွေနဲ့ပတ်သက်ပြီးတော့ဆရာကြီးရဲ့အမြင်လေးကျွန်တော်သိချင်ပါတယ်ခင်ဗျာအေးအဲ့ဒါကျွန်တော်တို့ တော့ပြည်တော်စုသားပြည်သူလူထုကိုကျွန်တော်အထူးမြတ်တရရခံခြင်းနဲ့လေကျွန်တော်တို့ပြည်သူကကြားနေရတယ်လေ노ဘုတ်ဆိုတော့ဟိုဘောလာပြီးတော့ရက်ကပွဲမမဲလာမပေးဘူးဆိုပြီးတော့ပြောနေကြတယ်အမှအဲ့ဒါနည်းနည်းပြန်ပြီးတော့စဉ်းစားဖို့တင့်တယ်နော်တကယ်လို့ပြည်သူလူထုကကျွန်တော်လာပြီးတော့မဲမပေးရင်ကိုမကြိုက်နေတဲ့တဲ့ပါတီတခုကတော့သူကရောက်သွားမှာပဲအောင်သွားမှာပဲသူအစိုးရဖွဲ့သွားမှာပဲအဲ့ဒါကြိုက်ကြရင်ကျွန်တော်၅နှစ်လုံးလုံး ကျွန်တော်ခံစားနေရမှာလေအဲ့ဒါကျွန်တော်တို့ကတကယ်လို့ကိုကဟိုဟာပေါ့နော်တကယ်တမ်းကြရင်ရထအရန်ရခဲတဲ့အခွင့်အရေးတစ်ခုပေါ့ငါးနှစ်မှကျွန်တော်တခါမဲပေးလို့ရမှာလေအဲ့တော့ကကျွန်တော်တို့အဖို့နာမဲပြားတွေကိုနော်ကိုလာပြီးတော့မဲပေးဖို့တင့်ပါတယ်ကျွန်တော်တိုက်တွန်းခြင်းနဲ့တပည့်ညီကောင်မောင်နှမတွေပြည်သူလူထုကိုမိသားစုတွေအားလုံးပေါ့နော်ကျွန်တော်ညီကောင်မောင်နှမပြည်တော်စုသားအားလုံးပေါ့ အသက်၈၈နှစ်ပြည်ပြီးတယ်ညီကိုမောင်နှမအားလုံးနော်ဒီဟိုရေကပွဲနေ့မှာရေကပွဲနေ့ဆိုတာဒီဇင်ဘာ၂၈ရက်ဇန်နဝါရီလအဲ၁၇ရက်နောက်တစ်ခါဇန်နဝါရီ၂၅ရက်အဲ့ဒီသုံးချိန်သုံးခါစလုံးကိုကိုဟိုဟာဘောတော့ကိုအသက်ဆိုင်ရမဲဆန္ဒနယ်မြေမြို့နယ်မှာကိုမဲပေးရမယ်အချိန်ခါဆိုလို့ရှိရင် လာရောက်မဲပေးကြပါကျွန်တော်အထူးမြတ်တာကရက်ခန့်ချင်တယ် ဘာလို့ဆိုတော့တကယ်လို့ကိုလာမပဲရင်ကိုကြိုက်နေတတ်တဲ့ပါတီကမပါသွားရင်ကိုအရန်ခံစားရလိမ့်မယ်နော်အရန်ခံစားရလိမ့်မယ်ဒါကကျွန်တော်တို့ဟိုကပေါ့တိုက်ပြီးအချိုးအများကြီးနဲ့တက်ဆိုင်ပါတယ်တကယ်လို့ကိုကြိုက်နေတတ်တဲ့ပါတီပါသွားရင်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကတော့ပြည်သူလူထုအတွက်ပဲကျွန်တော်ဟိုလှုပ်ဆောင်သွားမှာပါတိုက်ပြီးအတွက်ပြည်သူအတွက်ငင်းညာရေးအတွက်ကြီးပွားတိုးတက်ရေးအတွက်ကျွန်တော်တို့အစွမ်းကုန်စူးစမ်း ဆောင်ရွက်သွားမှာပါအဲ့ကြောင့်ကျွန်တော်မေတ္တာရပ်ခံခြင်းကဒီအသက်၈၈နှစ်ပြီတော့ပြီးပြီးတဲ့ပြည်တော်စုသားအားလုံးနိုင်ငံသားအားလုံးလာရောက်ပြီးတော့မဲပေးကြပါလို့မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်တရားဖြေချပေးသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်လည်းမေခွန်လေးနောက်တစ်ခုပေါ်လာတာပေါ့လေဇိုက်ပြောသားလိုပဲဒီဂျာပြူပါတီအနေနဲ့ညီညာရေးကိုတော့အဓိကထားပြီးဦးစားပေးမယ်ပေါ့လက်ရှိအခြေအနေမှာလည်းကျွန်တော်တို့ကတနိုင်ငံလုံးမှာဒီလက်နက်ကိုင်ပြိပက္ခကအရှိန်မြင့်နေဟိုပုံမှန်လေးပြောရင်ရှမ်းပြည်နယ်မှာတော့မှတည်တဲ့အတိုင်းလက်နက်ကိုင်အဖွဲ့တွေက ဟိုအဖွဲ့မျိုးစုံကွဲပြီးတော့ဒီနေရာအနှံ့မှာကပြဿနာတွေဖြစ်သလိုဖြစ်နေတဲ့အခါကျတော့အဲ့တော့တနိုင်ငံလုံးညီညီရဖို့အတွက်ねအလုံးအဆင်ပြေပြေဖြစ်သွားနိုင်မှုအတွက်ဘယ်လိုနီးလန်းတွေတုံးတင်တယ်လဲဘယ်လိုနီးလန်းတွေကအဆင်ပြေဆုံးဖြစ်မလဲအဲ့ဒါကိုလည်းယာယီနေနဲ့ဖြေပေးစီလို့ပါပဲခင်ဗျာอืมကျွန်တော်တို့ပါတော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တဦးတည်းအမြင်ပေါ့နော်ကျွန်တော်တဦးတည်းအမြင်ကတော့ကျွန်တော်တို့ဒီပြည်တော်စုကြီးငြိမ်းချမ်းဖို့ဆိုလို့ရှိလေတိုင်းရင်းသားတွေရဲ့ ခံစားချက်ကဒါသူတို့ဖက်ဒရယ်မရလို့ centralization ပိုချုပ်ကိုင်မှုအရင်အားကြီးတယ်ဘာမဆိုပိုဟိုပိုဟိုကြီးပဲဖြစ်နေတယ်ကျွန်တော်တို့ကဘာလို့မှာ decentralization federal ဆိုတာက decentralization ပဲပိုချုပ်ကိုင်မှု short ချပေးရမယ်နော်တက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်တွေကသူတို့ရွေးကောက်တင်မြောက်တယ်လွတ်တော်ကိုယ်စားလှယ်နေပြီးတော့သူတို့ဝန်ကြီးချုပ်ခန်းအစိုးရဖွဲ့နော်တက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်တွေကနေပြီးတော့ သူတို့ကသူတို့အစွတ်ဖွဲ့မယ်ဆိုလို့ရှိရင်သူတို့အများကြီးဂျင်းတ်သွားမယ်နောက်ပြီးတော့ဒီပိုချုတ်ခိုင်မှုလဲရှော့ချမှာကျွန်တော်အခြေခံဥပဒေ2008မှာလဲဆရာတစ်နှစ်345ရှိတယ်ဆရာတစ်ကပြည်တော်စုလုတ်ပိုင်ခွင့်ဆရာနှစ်ကတိုင်းဒေသကြီးနဲ့ပြည်နယ်လုတ်ပိုင်ခွင့်အဲ့တော့ဆရာတစ်ထက်ကဟာတွေလုတ်ပိုင်ခွင့်တွေဆရာနှစ်ထက်ကိုအများကြီးပို့ပေးရမယ်ဒါမှတိုင်းဒေသကြီးပြည်နယ်ဒါကတော့သူစ조사မယ်လေ သူသူတိုင်းဒေသကြီးအဆွေပြည်နယ်ဆွေတွတ်သူစ조사မှာပေါ့ဘယ်ဟာတွေအားနည်းချက်ရှိတယ်ဆိုတာကိုဟာပေါ့သူဒေသသူအကြည့်တိဆုံးပါနော်သူဒေသတိဆုံးမှာကျွန်တော်ပို့ဟိုအကုန်လုံးဒါချုပ်ကင်နေတာဒါဒီလိုချုပ်ကင်နေတယ်ကျွန်တော်တို့ငိမ့်ချားရဖို့ခက်တယ်နော်အခြေခံဥပဒေကိုလည်းပြန်ပြီးတော့ပြန်ရမယ်ကျွန်တော်မြင်တာတော့နော်အခြေခံဥပဒေပြန်ပြီးတော့အမန်းလောက်ရမယ်ပြန်ပြီးတော့ပြန်ပြင်မရမယ်ပြန်ပြင်ဖို့ဆိုလို့ရှိရင်ဒါကျွန်တော်အမြင်ကတော့ နော်ကျွန်တော်တို့အမျိုးသားညီလာခံတက်ပူတယ်နော်93နဲ့96ကျွန်တော်မြို့သားညီလာခံတက်ပူတယ်အခြေခံဥပဒေကို ပြန်ပြင်ဖို့ညီလာခံတဘောမျိုးခေါ်မှာတိုင်းရင်းသားတွေအားလုံးလက်နဲ့ကင်ထားရရော NCA ထိုးတာရောမထိုးတာရော အကုန်လုံးဖိတ်ခေါ်ရမယ်ဘာလို့ရမလဲလက်နဲ့စစ်တိုက်တာကိုရက်ရမယ်စီရဲစဲအရင်လှုပ်လိုက် အကုန်လုံးခေါ်လိုက်တိုင်းသားညီကိုအားလုံးနော်ရပါရခိုင်ချင်း ဟလာကချင်အရှမ်းဟလာနော်ကယားကရင်မွန်အကုန်လုံးခေါ်တိုင်းတန်ကြီးကိုအားလုံးခေါ်လူမျိုးငယ်လည်းအကုန်လုံးခေါ်လိုက် နော်နောက်ပြီးတော့တိုင်းသားလက်နဲ့လက်နဲ့ကင်အားလုံးခေါ်ရမှာဟိုဘော့ဟိုအပြစ်ခိုက်ရက်ဆဲပြီးတော့အကုန်လုံးခေါ်ရမှာတောင်တူလေတမားကိုစလဲအလုတ်တမားကိုစလဲပညာရှင်တွေနော် အမျိုးသီးမြေအဖွဲ့အစည်းတွေ NGO တွေနော်အလုတ်တမားအဲ့ပါမယ် တောင်တူလေတမကုစလေလက်ပါမယ်အတိပညာရှင်အတတ်ပညာရှင်လက်ခေါ်ရမယ်ခေါ်ပြီးတော့ကျွန်တော်တို့အတိကဘယ်လိုလုပ်မလဲဆိုတော့ပြည်ထောင်စုကြီးငင်းချမ်းတာရဖို့ဘယ်လိုလုပ်ကြမလဲအခြေခံဥပဒေဘယ်လိုပြင်ဆင်မလဲဆိုပြအကုန်လုံးဟိုကပေါ့ဒီဒီညလာခါမှာဆွေးနွေးကြပုံမလေးနဲ့ဆွေးနွေးငါတယောက်နဲ့တယောက်ဟိုကပေါ့အာဃာတလည်းမရှိရဘူးအပြစ်လည်းမမြင်ရဘူးဒါသူခံစားအချက်နဲ့တယောက်နဲ့တယောက်လူမျိုးတစ်မျိုးနဲ့မတူဘူးလေမတူတဲ့ဟာပုံမလေးနဲ့ပြောပြောပြီးတော့ အကုန်လုံးအားလုံးပုံတဘုံတူညီချက်ရပြီဆိုလို့ရှိရင်နောက်ညီလာခံလည်းအကြိုက်မလုံးနဲ့တနည်းလောက်ပဲအဲ့လိုနော်သူ time frame ပေးရမယ်သူပြီးအောင်မြန်မြန်လုပ်မြန်မြန်လုပ်ပြီးတော့အားလုံးပုံတဘုံညီချက်ရပြီဒီအချက်အလက်တွေပြင်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်လွတ်တော်လဲပေါ်လာပြီလေရက်ကွယ်ပြီးတော့အဲ့တော့ပြည်တော်ဆွလွတ်တော်မှာတင်ပြပြီးတော့အတီးပြုတ် ပြလဲဆိုရယ်ဆိုလို့ရှိရင်ဒါအခြေခံအုပ်ကိုပြင်လို့ရပြီအဲ့ဒါဆိုရင် ဒါငြိမ်းချမ်းသွားမယ်ငြိမ်းချမ်းသွားမယ်အဲ့ဒါကျွန်တော်တို့ကဒီနီလန်းကအကောင်းဆုံးပဲလို့နော်ဘာမှလူလဲမသိဘူးနော်စစ်လဲတိုက်ဆိုင်မလို့အားလုံးအပြစ်ခတ်ရဆဲရမယ်နော်အကုန်လုံးနော်အားလုံးပါဝင်တဲ့ဒီဒီဒီနီလန်းကတခုတော့အလုတ်ကိုလောက်လောက်ပြီးတော့ဘယ်ဟာတွေပြင်သင့်တယ်လဲအားလုံးဟိုအမြင်ချင်းမတူနိုင်ဘူးလေရခိုင်တမျိုးမြင်မြင်မယ်ကချင်တမျိုးမြင်မြင်နဲ့မွန်တမျိုးမြင်ရှမ်းတမျိုးတမျိုးမြင်မြင်မယ်အားလုံး ဒီကြားထဲမှာတောင်းသူလေတမားလည်းရှိမယ်အမျိုးသမီးတူလည်းမြင်မှာပဲလေအဲ့တော့သူအမြင်အားလုံးတို့ဝိုင်းပြီးတော့ဆွေးနွေးကြတာဘောဒါကိုမိသားစုပဲပြည်တော်စုတန်းညီကိုတွေပဲเนาะအဲ့အဲ့လိုအပုံမွင့်လင်းလင်းဆွေးနွေးပြီးတော့ဟိုတီတီဘုံတဘောသူညီရပြီဆိုလို့ရှိရင်ဒါလွတ်တော်မှာအတင်ပြလိုက်တယ်ဆိုလို့ရှိရင်အတီးပြုတ်ချက်ယူလိုက်ရင်ဒါအချိန်ကဥပဒေပြင်ဆင်လို့ရပြီဗောအဲ့ဒါဆိုရင်ငင်းချမ်းရရပါမယ်လေအဲ့လိုပဲကျွန်တော်မြင်ပါတယ်ခင်ဟုတ်ကဲ့အာ သေးစိတ်နေပါကိုတိတိကျကျဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့နောက်ဆုံးမေးခွန်းလေးပါအဲ့တော့ဘယ်လိုပဲပြောပြောပေါ့ကျွန်တော်တို့ရုပ်ောက်ပွဲဆိုတာလည်းမဖြစ်မနေကျွန်တော်တို့ဖြတ်တန်းရတော့မယ်ဟုတ်ဒီရုပ်ောက်ပွဲပြီးတာနဲ့တော်တော်အသိကြီးကလည်းပေါ်လာတော့မယ်ဆက်ပြီးတော့နိုင်ငံကြီးကလှုပ်ရှားမယ်နီးလန်းတွေပေါ်လာတော့အနာဂတ်မှာမြန်မာနိုင်ငံတော်ရဲ့ဒီဖွံ့ဖြိုးတိုးတက်မှုတိုင်းသားတွေစီလုံးညီညွတ်မှုဒါတွေအတွက်ကောယာယီအနေနဲ့ဘလို့များအမြင်သဘောထားလေးရှိပါလဲသိပြစေခင်ဗျာအတိအကတော့အရင်ဆုံးကြော်ညဉ့်ချမ်းရအောင်လောက်ရမယ်ညဉ့်ချမ်းအဲ့ဘက်တော့လှုပ်လို့လို့မရအောင် ငန်းချိုင်လုံနေတဲ့တပြန်တည်းမှာလဲကြီးပွားအောင်တိုးတက်အောင်လုပ်ရမယ်။နောက်ပြီးတော့ဒီနိုင်ငံတကာပိတ်ဆို့မှုတွေလဲကျွန်တော်တို့ sanction တွေလဲဟောပါဘောနော်။ဟိုရုပ်သိမ်းအောင်ကျွန်တော်တို့ကဒါအဆွတ်ပေါ်လာရင်သူအဆွတ်အလုပ်လုပ်ရမှာလေ။တခါတဲ့ဟောပါဘောနော်။တကယ်တမ်းကျတော့ကျွန်တော်တို့ကတကယ်ပထွေနေထားရလေစေးကွက်ကြီးနှစ်ခုရှိတယ်ဗျ။တေယုတ်ဘီကြီးရှိတယ်အနောက်အိန္ဒိယရှိတယ်စေးကွက်အကြီးကြီးဗျ။ကျွန်တော်တို့လုတ်တက်ဖို့ပဲလိုတယ်ဗျ။နော်။ကဲမဲ့ကျွန်တော်တို့ကအခု တခုကြုံတော့ကျွန်တော်ပြောမှာလေခုလောနိုင်ငံကသူကတရားကနေပြီးတော့သူကမိထားလားအမြန်မိထားလားဟိုတနေ့က TV ထဲမှာပြလိုက်တာလေတူရစ်တွေပြလာတော့လောက်လာလဲတာလောနိုင်ငံဆိုကုန်းပိတ်နိုင်ငံ landlocked country လူရည်လဲ6တန်း9တန်းလောက်ပဲရှိတယ်နော်လောနိုင်ငံဆိုတာကကျွန်တော်ရှမ်းနဲ့အရန်တူတယ်သူတို့စကားနဲ့ကျွန်တော်ရှမ်းစကားလည်း80%ခန့်တူတယ်နော်အမျိုးတူအတူပဲတကယ်ပြောမယ်ဆိုလို့ရှိရင်ရှမ်းနဲ့အဲရှမ်းနဲ့လောက်ဆိုတာ ရှမ်းလောက်ထိုက်အတူတူပဲနော်အဲ့တော့သူတို့နိုင်ငံကုန်းပိတ်နိုင်ငံတော်မှာဖြုတ်ဖြောင်းလုံးနေတယ်ဆိုလို့ရှင်ကျွန်တော်တို့နိုင်ငံအကြီးကြီးဗျာဒါပေမဲ့ကျွန်တော်တို့နိုင်ငံကအင်္ဂလန်နဲ့ကြီးတယ်နော်ဒါကပြောမယ်ဆိုလို့ရှင်ကြီးကြီးဩဇာတန်ဆာတာမျိုးစုံဒါပဲပြောနေကြတာတိုင်းသားအဲ့များတယ်ပါ135မျိုးတကယ်တမ်းကျတော့135မျိုးမရှိဘူးဗျပြန်ပြင်ရမယ်အဲ့ဒါလည်းပဲညီလာခံမှာပြန်ပြောမယ် ကျွန်တော်အများအားပြောတယ်ရှမ်း33မြို့ရှိကိုမရှိဘူး33မြို့ကျွန်တော်မူဆယ်နန်းခါရှမ်းကျွန်တော်ပြောတဲ့ရှမ်းစကားဟိုးတာချက်လေးမိုင်းတုံမိုင်းဆက်မှာသွားပြောအတူပဲဘာဖြစ်လို့ရှမ်းကြီးရှမ်းလေးတလာလုံနေလဲမလုံအပ်ဘူးကတိုင်းတက်ဟိုဖြစ်အောင်လုတ်တယ်လို့ဖြစ်သွားတာပေါ့ဒါပေမဲ့ထားလိုက်ပါလားခင်ဗျာကျွန်တော်တို့အင်ဒိုနီးရှားကိုသွားလေ့လာတာအင်ဒိုနီးရှားတိုင်းတက်900ကျော်တယ်နော်လူကြီးပေါင်း190ရှိတယ်ကျုံပေါင်း1000ကျော်ရှိတယ်နော် ိန္ဒိယဆိုလို့ရှိရင်လူရဲ့တန်း1400ကျော်ရှိတယ်။သူတို့ပြောတဲ့စကားက2000ကျော်ရှိတယ်ဗျ။ကွဲလွဲတာပေါ့နော်။ဒါပေမဲ့သူတို့ကကျွန်တော်တို့နဲ့လွတ်လပ်ရေးရတာတိတ်မကွာဘူး။သူတို့ကအေးဆေးနေတယ်။ဟေး။တိုင်းသားလက်နက်ကင်ပရိပက်ကသူတို့နိုင်ငံမရှိလေ။အဲ့ဒါသူတို့လည်းခင်ဗျသူတို့ရဲ့ဒီဒီဒီဥစ္စာ GDP ကဟိုတနေ့ကျွန်တော်ဖတ်မိတာဂျာမနီထက်နည်းဟိုဥစ္စာဂျာမနီအပေါ်ရောက်သွားလို့ပြောတယ်နော်အဲ့တော့ကျတို့ကအရန် ငင်းကြိုင်းတဲ့နိုင်ငံတခုကကြီးပွားတိုးတက်အောင်လုပ်လို့လွယ်တယ်လေအဲ့တော့ကျွန်တော်တို့ကငင်းကြမ်းသွားရင်လည်းကျွန်တော်တို့ဟိုပါတော့ကျွန်တော်တို့ပါတီနေနဲ့ဟိုပါကြီးပွားတိုးတက်အောင်ကျွန်တော်လုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗျာအဲ့လိုတွေပြောမှာဟုတ်ကဲ့ပါအခုလိုမျိုးဒီအသေးစိတ်အထီးတီးကြကြဖြေချပေးတဲ့ကျွန်တော်တို့ဂျာဗျူပါတီရဲ့ဥက္ခရာကြီးဘူဆိုင်အာပေါင်းကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်တယ်ကျွန်တော်တို့ရဲ့ဆွေးနွေးမေးမြန်းခန်းအစီအစဉ်လေးကိုဒီမာရီမဲရနာပါမယ်ခင်ဗျာ ကျွန်တော်လည်းကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်